ားလုံးမေမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စားပါဒီကနေ့မေလ29ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ရနဆင်ရမယ့်သတင်းတွေကတော့အင်ဒီယားနာပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Jefferson Street ကပြည်နယ်တွင်းကချင်းအတိုင်းဝိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်အာနာတိန်စစ်ကောင်စီဟာသူတို့ကိုယ်တိုင်ကျင်းရထားတဲ့အပိခတ်ရဲစီရေးကိုချိုးဖောက်ပြီးစစ်ရာဇဝမှုတွေနှိစင်နေများကျူးလွန်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဆွေတင်တန်ယုံကထုတ်ပြန်ပါတယ် ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီကနေလေးစခန်းကိုကိုကရင်အမျိုးသားလွမြောက်ရေးတပ်မတော် KNL တော်လှန်ရေးပူပေါင်းတပ်တွေကချက်မှန်တင်ပိုင်းလိုက်တဲ့သတင်းတွေနဲ့အတူအခြားစစ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ American ပြည်ထောင်စု Indiana ပြည်နယ်လွတ်တော်ကိုယ်စားလှယ် Jefferson Street ကပြည်နယ်တွင်းမှာရှိတဲ့ချင်းတိုင်းဝိုင်းကခေါင်းဆောင်တွေနဲ့မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ အင်ဒီယားနာပြည်နယ်ကဖယ်ရီမြို့နယ်နဲ့ဂျက်ဆန်ကောင်တီတို့ဟာအမေရိကန်မှာမြန်မာတွေဖွာချင်းတိုင်းရင်းသားတွေလူဦးရေအများဆုံးနေထိုင်တဲ့နေရာတွေဖြစ်ပြီးလိုမျိုး၃၉ခုသူ့အနေနဲ့ကိုအဆောင်ပြောဆိုပါတယ် Jefferson Shriver Indianapolis မြို့ကချင်း Evangelist Baptist Church မှာ Southside ချင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အောက်လွတ်တော်နိုင်ငံခြားရေးရာကော်မတီ Republican ရဲ့တောင်နဲ့ဘဟုအာရှဆက်ကော်မတီကသူ့ရဲ့အလုပ်ကိစ္စတွေအတွက်ဆွေးနွေးခဲ့တယ်လို့သိရပြီးအသေးစိတ်ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။အနာတင်းစစ်ကောင်စီဟာသူတို့ကိုယ်တိုင်ကျင်းရထားတဲ့အပိခရက်စီရေးကို ချိုးဖောက်ပြီးဆက်ရဆုံးမှုတွေနေ့စဉ်နဲ့အမျှကျိုးလွန်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဆွေတင်တာယုံကမနေ့ကထုတ်ပြန်ပါတယ်။အကြံဖက်စစ်ကောင်စီဟာမြန်မာနိုင်ငံတော်ဝန်လုံးကစာတင်ကြောင်းတွေဆေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေပါဝင်အယက်သားပြည်သူတွေကိုလေးချောင်းကနေနေ့စဉ်နေ့ပါတိုက်ခိုက်မှုအစီရင်ခံစာနဲ့ပတ်သက်ပြီးအလွန်ဆိုးရင်ကြောင်းဆွေတင်တာယုံကထုတ်ပြန်ပါတယ်။ အရသာပြည်သူတွေအထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်တာဟာစစ်ရာဇဝမှုဖြစ်ပြီးဆွေဒီနိုင်ငံနေနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုအမြင့်ခခွေပေးမှာဖြစ်တာကြောင့်မြန်မာပြည်သူတွေနဲ့အတူကြက်တီသွားမယ်လို့ဆိုပါတယ်။စကိုင်းမကွေမန္တလေးပဲခူးကြခိုင်ချင်းကချင်စတဲ့မြန်မာနိုင်ငံရှိ ခြားတိုင်းဒေသကြီးတွေနဲ့ဒီနေတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတဲ့မိသားစုဝင်များအတွက်အထူးအနေရတယ်လို့လည်းဆွေဒင်တန်ယုံကထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်စီဟာငလျင်ဘေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်မေလ31ရက်နေ့ထိအပိခတ်ရက်စေးကြောင်းကျင်းပထားပေမဲ့မြန်မာနိုင်ငံတော်ဝန်လုံးမှာလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်နဲ့အမျှပြုလုပ်နေတာဖြစ်ပါတယ်။ ယခုမေလာတရက်နေ့ကနေ29ရက်နေ့ထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာအပြစ်မဲ့ပြည်သူ90ကျော်သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကြင်သားများကုမီဆောင်ဆောင်ရဲ့အသင်း AAPP ကမနေ့ကထုတ်ပြန်ထားပါတယ်။ Time မြန်မာနေဆက်မြဝတီမြို့နေဝေါ်လေမြိုင်ဒေတာအတွင်းမှာရှိတဲ့စစ်ကောင်စီကနေလေးစခန်းကုန်းကိုမြို့သားလို KNL တွန်လှန်ရေးပုဒ်ကမနေ့ညပိုင်းမှာတင်ပိုက်လိုက်ပြီးသိရပါတယ်။ စစ်ကောင်စီကကနေလေးစခန်းကိုမေလ29ရက်နေ့က KNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းဝေါ်လီပြိုဟာကနေတနက်ကြီးနဲ့လေချောင်းပစ်ကူတို့ဖြင့်ခုခံခဲ့ပေမဲ့လည်းမေလ28ရက်နေ့ညနေ6နာရီဝန်းကျင်မှာစခန်းကိုသိမ်းယူနိုင်ခဲ့တာလို့ဒေရင်သတင်းစင် KIC ကဖော်ပြပါဗျာ။ဒီနေ့မေလ29ရက်မှာလဲစစ်ကောင်စီရဲ့ဝေါ်လီပြိုဟာဥက္ကရိဋ္ဌထောက်ပို့ပေးမှာစခန်းနဲ့ဝါမီထကာကင်းစခန်း ဧဘောဘူးစကန်တို့ကို KNL KNDO မဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီးစစ်ရေးအခြေအနေ ပြင်းထန်နေတယ်လို့သိရပါတယ်။ Time မြန်မာနေဆက်မှာရှိတဲ့စစ်ကောင်စီရဲ့ Bulutoo Khalite တခိုဘီခွေမဖာတူစကန်တာလီစကန်မဲလစကန်အဖိုးကေစစ်စကန်နဲ့ဘလတ်တူစကန်တွေကိုကရင်မျိုးသားစီယုံ KNU နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိတ်ထားပြီးဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်စီကတာယာဝတီအချင်းထောင်မှာဖမ်းဆီးချုပ်နှောင်ထားတဲ့နိုင်ငံရေးကျင်းသားတဦးလုံလောက်တဲ့ဂျမားရဲဆောင်းဆောင်မှုမရလို့တိစုပ်ခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကုငီဆောင်းဆောင်ရဲ့အတင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။နိုင်ငံရေးကျင်းသားတဦးဖြစ်တဲ့ဥကျော်စုခဝေါ်ပေါ်လင်းဟာတာယာဝတီအချင်းထောင်မှာချုပ်နှောင်ခြင်းခံထားရစဉ်လုံလောက်တဲ့ဂျမားရဲဆောင်းဆောင်မှုမရရှိခဲ့တာကြောင့်မေလ23ရက်ကတိစုပ်ခဲ့ရတာလို့ဆိုပါတယ်။ ရန်ကုန်တိုင်းလေးခုမြို့နယ်တကူကုန်းကျေးရွာ၊ကြိုင်အင်းကျေးရွာအုပ်စုမှနေထိုင်တဲ့ဥကျော်စုခဥဟောလေးကို2022ခုနှစ်နိုဘယ်နေ့မှာအကြခက်စကောင်စီကနေအင်ကနေဖမ်းဆီးသွားတာဖြစ်ပါဘာ2022ခုနှစ်ဒီဇင်ဘာလမှာစင်တာဟိုင်းတရားရုံးကအကြဖန်ပရိပုံမှာ50ဇာမီဆွဲအရာဒီနေ့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်ဖမ်းဆီးခံရစေမှာစစ် စကြဝဠာပန်းခံခဲ့ရတဲ့ဂျာယာတွေကြောင့်မိုးလေတဲ့ဝေဒနာစားရပေမဲ့စစ်ကောင်စီကဆေးဝါးကမှုမပေးခဲ့တာကြောင့်တေဆုံးခဲ့ရတာဖြစ်တဲ့ APP ကပြောပါတယ်။နိုင်ငံရေးကျင်းသားမြောက်ကူညီဆောင်ဆောင်ရဲ့အတင်းကကောက်ယူထားတဲ့စည်ရင်အချက်သက်တွေအရာ2025ခုနှစ်အတရန်ကနေ28ရက်နေ့အထိနိုင်ငံတော်မှာအကြံပေးစစ်ကောင်စီရဲ့ဖန်စီထိန်သိမ်းထားပြီးနောက် တေဆုံးသူအမျိုးသမီးတအူနဲ့အမျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးအဲ့ဒီထဲမှာအချင်းထောင်တွင်တေဆုံးသူ9ဦးပါဝင်တယ်လို့အသိပေးထားပါတယ်။မန္တလေးတိုင်းရထိုးကြီးမြို့နယ်ဝလူးနေမြေရေစခန်းကိုတိုးလာရဲတပ်တွေပူပေါင်းပြီးထုစစ်စစ်တက်ခဲ့ခဲ့ရာစစ်သားအလောင်းစေတော်နဲ့လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့မြင်းချိုင်ခံရအမှတ်1848ဒရုန်းတပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။ မေလ15ရက်မနက်ပိုင်းကစတင်ပြီးလထူးချင်းမြို့နယ်ဝလူးနေမြေရေစခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကထုစစ်ဆေးတက်ခဲ့ခဲ့ရာစစ်ကောင်စီတပ်ကစခန်းမကျစေရဲမေလ16ရက်မနက်ပိုင်းမှာလေချောင်းပိကူနဲ့ခုခံတက်ခဲ့ခဲ့တယ်လို့သိရပါဗျ။ဒေါ်လာရေးပူပေါင်းတပ်တွေဟာဝလူးနေမြေရေစခန်းမျက်နှာစာအတွင်းပိုင်းကြီးထိုးဖောက်နေရာယူနိုင်ခဲ့တယ်လို့သိရပါဗျ။မေလ19ရက်မှာ ဇီဂျေရွာအနီးသို့တမ88လက်အောက်ခံတပ်တွေဖြစ်တဲ့ခလာယ83ခမာယ70တို့ဝင်ရောက်လာတာကြောင့်တိုက်ပွဲတနားရီကြားဖြစ်ပွားကစစ်ကောင်စီတပ်သားတွေအထိနာခဲ့ပြီးလေကြောင်းကနေဘုံကြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မေလာဆန်ဂယန်နေကနေမေလာစကူရဲ့အထိဖြစ်ပေါ်ခဲ့တဲ့အတွေ့တိုက်ပွဲတွေစစ်ကောင်စီတပ်သား၄၀နဲ့အထက်တေဆုံးက၁၀ရောက်ထိခိုက်ဒဏ်ရာရရှိပြီးစစ်သားအလောင်း၁၀လောင်းနဲ့လက်နက်၁၈လက်ကြီမျိုးစုံ စစ်တုံးဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာတိုက်ပွဲတွင်လေကြောင်းတိုက်ခိုက်မှုအကြိမ်150ကျော်အတုံးပြုခုခံခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းမြင်းချံမြို့ပေါ်ကအကြပ်ပစစ်ကောင်စီရဲ့စီရဲပိမှတ်လေးခုကိုမြင်းချံ Black Tiger MBT နဲ့ပူပေါက်တပ်တွေကဥပစာမင်ဆွေ အင်ယာမြေစစ်စီရဲ့အဖြစ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးခဲ့တယ်လို့ MBT တပ်ဖွဲ့ကမေ28ရက်မှာထုတ်ပြန်ပါတယ် မြင့်ချိုင်ခရိုင်ယုံ ရေးတင်တန်းကျောင်းအမှတ်16ရပ်ကွက်ဇီးချံကကင်ကိစ္စခန်းနဲ့အမှတ်16ရပ်ကွက်စကဝါကကင်ကိစ္စခန်းတို့ကိုမေလ15ရက်မနက်စေနာရီကစပြီးတပြိုင်တည်းဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအူပြူစောတီအမျိုးသား9ဦးနဲ့ပြူစောတီမျိုးသမီး2ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် အဆိုပါစစ်စင်ရေးကိုမြင်းချန် Black Tiger နဲ့အတူ Burmese Gorilla Force BGF နဲ့အိုစာပျောက်ကြားတခွေတို့ကပူပေါင်းပါဝင် အဖိခေကြောင်းပြုတင်စစ်စင်ရေးအထိအရောက်သွားနိုင်ဖို့ကြိုးစားသွားမယ်လို့ကတိပြုကြောင်း MBT တပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။